င်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဆွေးနွေးတင်ပြခြင်းနဲ့အကြောင်းအရာကတော့စစ်သားဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုတင်ပြခြင်းပါတယ်အရင်တစ်ပတ်ကတော့ရဲဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုတင်ပြခဲ့ပါတယ်အဲကျွန်တော်အနေနဲ့ဘလို့သဘောနဲ့မှတင်ပြနေခြင်းမဟုတ်ပါဘူးအဲသိရှိတဲ့သူတွေရှိတယ်လို့မသိရှိတဲ့သူတွေအများကြီးတည်းရှိတာကြောင့်ဘုဟုတ္တဖြစ်စေခြင်းနဲ့ဆန္ဒနဲ့တင်ပြပေးခြင်းဖြစ်ပါတယ် 都了，哎呀嘞，这个这些项目，那第四大组嘞，植被恢复节，也是嘞，植被恢复节的，都属于空气卡的，固碳的呀的哈，不老提，一般的说了，啊，比如嘞，第四节呢，三站呢，同类的第四节呢，三站呢，外面不景气吧？四大组嘞，植被恢复节搞了，这单木啊，没拿干单木，都是稀木。 တာဝန်ကျေပြွန်မှုစစ်စည်းကမ်းရှိမှုအသိဉာဏ်ထက်မြတ်မှုစစ်ပညာအရေးသွေးပြေဝမှုမှန်ကန်ရာဟူတာလှုပ်ဆောင်တတ်မှုအမြဲအသိရှိမှုဆိုတဲ့အဲ့ဒီလိုဂုံအင်ကာကိုကျင်တရားဂုံတိတ်ခါရင်းနဲ့ပြည့်စုံတဲ့အတွက်ကြောင့်မို့လို့ဒါစစ်သားလို့အတိတ်ပဲဖွင့်ဆိုထားတာဖြစ်ပါတယ်စစ်သားတယောက်ဟာတက်မတော်တဲ့ကိုဝင်ပြီးဆိုတဲ့ကသူ့ရဲ့အသက်ခန္ဓာကို နိုင်ငံအတွက်လူမျိုးဘာသာသာသနာ အတွက်ကို ပေးလှူပေးတာဖြစ်ပါတယ်အဲ့တော့ဒီရိုးရိုးအယတ်သားတွေနဲ့ဆိုင်ရင်တော့စိတ်ထမ်းမြင့်မြတ်သူတွေဖြစ်ပါတယ်အဲ့တော့ကမ္ဘာတော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အစိုးမြင်ဝါဒနဲ့ပြောဆိုနေတဲ့သူတွေအိတ်ခန့်ကြီးလေးမှာကိုနှဖူးပေါ်ကိုလက်တင်ပြီးတော့စဉ်းစားပါနောက်ဝင်းရမ်းမှောက်လက်ပေါ်နှဖူးတင်ပြီးပြန်စဉ်းစားပါ ဘသူတွေရစိတ်ထမ်းမြင့်မြတ်ပြီးဘသူတွေရကောက်ကျစ်ရုံမာတာလဲဆိုတာကိုဖတ်ကိုစဉ်းစားပြီးတော့တကယ်လို့မှန်မှန်သိတယ်ဆိုရင်တော့ပြင်လိုက်ပါမှားလို့မှမပြင်ဘူးဆိုရင်တော့လူမိုက်တွေပါဟာလာကေဝဓာတ်လိုလူမျိုးတွေပါလို့ကျွန်တော်အနေနဲ့ဟာလာဒီနေရာကနေဟိုစကားလက်ဆောင်တွေပါချင်ပါတယ်ဟာလာအဲ့တော့စစ်သားတယောက်ဖြစ်လာဖို့ဆိုတာတော်တော်လေးခရင်ပါ စစ်သားတယောက်ကခံယူချက်စစ်သားတယောက်ကနှလုံးသားမျိုးလေအရသားတွေမှာမွေးမြူဖို့ခက်ခဲပါတယ်ဗျာဒါကြောင့်အခုလိုဆွေးနွေးတင်ပြပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပြည်တော်စုသမရမြန်မာနိုင်ငံတော်ကြီးငြိမ်းချမ်းတာယာဖွံ့ဖြိုးတိုးတက်နိုင်ပါ